ဒီနေ့မနက်ထိုးသက်သွားတဲ့ပွဲမှာတော့ Binary Director အနေနဲ့လေးချီမြောက်ပါတယ်ရှုံးပေးလိုက်ရဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ Marshall Minier မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ Binary Director နဲ့ Alan Noe ရဲ့ပွဲကတော့ဒီနေ့မနက်မှာရှင်ပြန်ထိုးသက်သွားရပါတော့။အေးပွဲမှာဆိုလို့ရှိရင်လေးချီပြီးတဲ့အချိန်မှာ Binary Director အနေနဲ့ဆက်ပြီးတော့ရှင်ပြန်ကစားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ Brandon Allen က TKO နဲ့အနိုင်ရရှိသွားပါတယ်။ တကယ်တမ်းဆိုလို့ရှိရင်ဒီပွဲမှာပထမအချီတချီကတော့ Ryanair Director ရဲ့ round လုံးဝဖြစ်ခဲ့ရ။ Ryanair Director အနေနဲ့အစောပိုင်းကလေးကဝင်လုံးပြီးတော့ပြန်ဘက်ကိုဒါဂျူရိုသူတို့နဲ့ဂိုင်ပေါက်လိုက်ပဲပေါ့နော်။ဂိုင်ပေါက်ပြီးတော့တောက်လျှောက်တချီလုံးကိုဘက် position မှာတော်တော်လေးကိုချုပ်ကင်ထားနိုင်တာဖြစ်ပါတယ်။ကျွန်တော်ကအစောပိုင်းတုန်းကဒါပထမအချီကိုကြည့်ပြီးတော့ Oh Ryanair Director တော်တော်လေး ground ပိုင်းမှာတာပါလားလို့ထင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယအချီမှာဆိုလို့ရှိရင် ဘိုင်ယန်ဒီရိုက်တာကထုံးစံတိုင်းမှာဝင်ပြီးတော့လုံနေဝင်ပြီးလုံနေချိန်မှာအခမတင်ဘဲနဲ့သူ့အနေနဲ့ဘက်ပိုဇီရှင်ယူထားရကနေပြီးတော့အောက်ကဘရန်နန်အလန်ကနေပြီးတော့နည်းနည်းလေးပိုဇီရှင်ပြောင်းပြီးတော့ချိန်လိုက်တဲ့ချိန်မှာသူကဘက်ပိုဇီရှင်ကနေပြီးတော့ဘေးကိုချော့ချသွားတယ်ချော့ချသွားပြီးတော့ဘရန်နန်အလန်ကဖိုကတ်ပုံစံမျိုးနဲ့သူ့ရဲ့အပေါ်ကိုရောက်သွားတဲ့အနေထားကနေစပြီးတော့အချိန်နည်းတော်တော်လေးဆိုးသွားပါဘာလို့လဲဆိုတော့ဘရန်နန်အလန်ကကျတော့စထရိုက်ကင်ဘိုင်းနဲ့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအစောပိုင်း10မိနစ်လောက်မှတင်ဘရန်နန်အလန်ရဲ့အောက်ကိုရောက်သွားတဲ့အချိန်မှာရိုင်းနန်ဒရိတာကတော်တော်လေးကိုစပြီးရုံးခံရပါဘာလို့လဲဆိုတော့ဘရန်နန်အလန်အနေနဲ့ကဗျာပြောရမယ်ဆိုလို့ရှင်အရန်ကြီးဟိုဖိပြီးထိုးတာမျိုးဒီ submission ယူကိုစူးစမ်းတာမျိုးထက်စားလို့ရှင် position ပြောင်းတာတွေပြီးလို့ရှင်တထောင်ရိုက်ချက်လက်သီးချက်တွေကတရှိလုံးကိုလုံးဝထွက်နေရတယ် ပြောရရင်၄မိနစ်လုံးလုံးအထူထောင်းခံလိုက်ရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ဒါ Rainier Director ရဲ့အမှားတစ်ခုကနေပြီးတော့သူ့ဘက် position ကိုဆုံးရှုံးသွားပြီးတော့၄မိနစ်လုံးလုံးထူထောင်းခံလိုက်ရကလေးက Rainier Director အိမ်မှာတက်လုံတော်တော်လေးကိုပါသွားတယ်။ပြန်ဒီပွဲကိုအဆုံးဖြတ် ပေးသွားတဲ့ round က round 2ဆိုရင်လည်းမမှားဘူး running director အစောပိုင်းတော့ကဒါတက်လုံက brandon allen တော့မရှိဘူးဆိုရင်တော့မအဲ့လောက်ကြီးမစိုးသေးပါဘူးဒါပေမဲ့ဒုတိယအချိန်မှာအဲ့လိုမျိုးဒီသူမထင်မှတ်ထားတဲ့ position ကနေပြီးတော့အနိုင်ပိုင်းရောက်သွားတဲ့အချိန်မှာသူ့ရဲ့တက်လုံတော်တော်လေးကိုပါသွားတယ် တတိယကြီးမှာဆိုလို့ရှိရင်လည်းပြော Ryanair Director အနေနဲ့ကဒီတစ်ချိန်လုံးအောက်မှာပဲရှိနေရပါတော့ဒီ Brandon Allen အနေနဲ့ Ryanair Director တက်လုံကျလာပြီဆိုတော့ဟိုတည်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဟို ground မှာလည်းရဲတင်းတင်းစပြီးကစားလာတယ်ဒါပေမဲ့တတိယကြီးမှာဆိုလို့ရှိရင် Ryanair Director အနေနဲ့ဒါ Vitaly Petersho ချုပ်ခဲ့တဲ့ပုံစံမျိုး triangle ပုံစံမျိုးဝင်မှုစူးစမ်းပါသေးတယ် မိနဲ့မိလိုက်တယ်ဒါပေမဲ့အရန်ကြီးမိတာမကောင်းတာရောပြီးတော့ Ryan Director အနေနဲ့တက်လုံကုန်ပြီးမညှက်နိုင်တာရောပွဲပြီးဖို့နီးနေရရဲ့အကြောင်းရောမလို့ပွဲကမပြီးတော့ပါပြန်တကယ်တမ်းဆိုရင်အတိုင်းအတာတစ်ခုထီတော့ဒီ triangle reverse triangle လို့ခေါ်တာပေါ့နော် A ပုံစံမျိုးကဝင်နေတဲ့အနေအထားမျိုးမှာတော့ရှိရတယ်။ဒါပေမဲ့ပွဲကတော့မပြတ်တော့ပါဘူး။စတုဒ္ထအချိန်မှာကျတော့ Brandon Allen ကစပြီးတော့တိတ်တောင်းလုပ်ပြီးဝင်လုံးတော့ဘာလို့လဲဆိုတော့ Brandon Allen ကလက်ရှိချိန်မှာအသက်က29နှစ်ဆိုတော့တော်တော်လေးကောင်းတဲ့အသက်အရွယ်တစ်ခုမှရှိသေးတယ်။ ပွဲတွင်မှာလည်းသူကတော်တော်လေး fresh ဖြစ်နေပြီးတော့ Rainier Director ကတက်လုံပိုင်းဆိုင်ရာအရာတော်တော်လေးကြာလာတာကိုသူ့အနေနဲ့မြင်ရတဲ့အချိန်မှာရရင်တင်းနေမဲ့ဝင်လုံးနဲ့ဝင်လုံးပြီးတော့တချီတုံးကိုထူထောင်းနေ Rainier Director ကလည်းပြောရလို့ရှင်များမျက်ခုံးတွေမှာတော်တော်လေးထိသွားတယ်တော်တော်လေးကိုဒါရုံးခံရတဲ့အနေအထားမျိုးဖြစ်သွားတယ်နေကြည့်တော့ပြီးသွားတယ်ဒါပေမဲ့နေကြည့်ပြီးရဲ့အချိန်မှာ Rainier Director ကတက်လုံအရန်ကိုကြာနေပြီးတော့လုံးဝမထနိုင်ဘူးမထနိုင်တဲ့အချိန်မှာဒါကဘာပြောလဲဆိုတော့ ဒီသူ့တင်းမိတ်တွေကသူ့ဆွဲထားဖို့လုပ်တာပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်လို့မရဘူးတကယ်လို့ Rainier Director ကဒီနေရာကနေသူ့ကောင်းတာမသွားနိုင်ဘူးဆိုရင်သူရှုံးပြီဆိုပြီးပြောပါဒါပေမဲ့ Rainier Director အနေနဲ့အတင်းကုန်းကျုံထားပြီးထိုင်လိုက်တယ်ဒါမဲ့သူ့ရဲ့ corner ရဲ့သူ့ရဲ့ timing ပြီးတော့ပွဲကိုရက်လိုက်တာဖြစ်ပါတကယ်နဲ့ပွဲရရမယ့်အနေအထားမျိုးတော့ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ right hand writer မှာလုံးဝတက်လို့မကြံတော့ဘူးနောက်ဆုံးဒီ2ချီ3ချီ4ချီ3ချီလုံးလုံးမှာဆိုလို့ရှိရင်သူ့အနေနဲ့ ဘောထုံပိုဇီရှင်တွေကနေတော်တော်လေးကိုပွဲသိမ်းမခံအောင်ပဲရုန်းကန်နေရတဲ့အနေအထားမျိုးဖြစ်သွားပါဒီဘွဲကပြောရရိုင်းနီယာဒရိုက်တာအတွက်အရာတော်တော်များများဆုံးရှုံးသွားတဲ့ဘွဲလို့တော့ကျွန်တော်ကတော့အောက်ချက်ချခြင်းပါဘာလို့လဲဆိုတော့ဒီဘွဲမှာသူက striking နဲ့ရှုံးနေသွားတာမဟုတ်ဘူးသူကျွမ်းကျင်နေသူပိုင်တိုင်းနဲ့ ground ပိုင်းမှာပဲတက်လုံကြပြီးတော့သူ့အနေနဲ့လုံးဝအသာကြီးပေးလိုက်ရပြီးတော့ဘာမှမလုပ်ပြနိုင်တဲ့ position တစ်ခုကိုရောက်သွားတယ်ဒီအတွက်ကြောင့်မလို့ သူ့ကိုအရင်တော့ကနည်းနည်းလေးဘယ်လိုပြောရမလဲနည်းနည်းလေးမျောလင့်ထားကြတဲ့ပြဿနာတွေအနေနဲ့တော့နည်းနည်းလေးအားရသွားတာတော့အမှန်ပဲကျွန်တော်ကိုယ်တိုင်ဆိုရင်လည်းဒီတိုင်းဆိုရင်တော့ဘယ်လိုပဲနည်းနည်းခံစားနိုင်ရတော့ဘယ်လိုမှမဖြစ်နိုင်တဲ့အနေထားဖြစ်သွားပါရနဲအလန်ကတော့ဘလူးဘက်နေရိုင်းနေဒီရိုက်တာကိုနင်းပြီးတော့သူ့အနေနဲ့အထက်ကိုတက်သွားပြီလို့ပြောလို့ရတယ်။သူ့ရဲ့ရုံအားပိုင်းပြီးတော့ပြင်ဆင်မှုပိုင်းကလည်းတော်တော်လေးကောင်းတော့တွေ့ရပါတယ်။ရိုင်းနေဒီရိုက်တာအနေနဲ့တော့ကျွန်တော်ထင်သူ့မှာဒီတက်လုံကြတဲ့ကိစ္စက နေကြီးမမရှိရပါတော့အဓိကအားဖြင့်သူထူထောင်ခံရများလာလို့ရှိရင်တက်လုံချပြီးတော့သူ့အနေနဲ့ဘာမှမယုံနိုင်တော့ဘူးဆိုတာအနေထားမျိုးကဟိုနည်းနည်းဖြစ်နေဖြစ်တာရှိပါ ကျွန်တော်မာလီခင်းတဲ့ဒုတိယပွဲတော့ဆိုရင်ဒုတိယချီပြီးမှဆိုလို့ရှိရင်မထတော့ပဲနဲ့ရှုံးပေးလိုက်တယ်ပေါ့နော်ဒီဟာကြတော့ပြောရရင်ငါရှုံးရှုံးနိုင်နိုင်ဟိုအလဲထိုးခံရမှသာခံရတော့ငါထမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ Ranger Director ကဒီလိုမျိုးအဲတချို့ဘိုင်းလေးမှာတက်လို့အကုန်ကုန်သွားချင်ကြတယ်ဘာမှလုံးလုံးကိုင်းတော့မရတော့ဘူးဆိုရင်ဒါရှုံးပေးလိုက်တဲ့ပွဲ ပုံစံမျိုးတော့နည်းနည်းဖြစ်သွားမှာပေါ့နော်ဘလိုပဲနေရိုင်းနန်ဒီရိုက်တာအတော့ကတော့ UFC မှာ ranking number 5ထိတော့တန်လန်းလာနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီနေထားတိုင်းဆိုလို့ရှင်တော့ချက်မြန်တော့မှန်းဖို့ရတော်တော်လေးခတ်သွားပါလိမ့်မယ်ဗန်နီဂျူရိုက်တာရဲ့ဒီပွဲမှာရှိတဲ့အနေထားကလည်းတိတ်ပြီးတော့မကောင်းဘူးလို့တော့မြင်တယ်မနော်တက်လုံပိုင်းသူ့အနေနဲ့ကစားတဲ့ပိုင်းရုံအားပိုင်းတွေမှာနည်းနည်းလေးအရင်အထက်စားရင်ကြလာတယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါကင်းလေး FC မှာမနေ့ကျင်းလို့လာတော့ကျွန်တော်အနေနဲ့မပြောတတ်ဘူးဒါပေမဲ့ဒီနေ့ပွဲမှာရန်နီဂျူရိုက်တာတော်တော်လေးအခြေအနေဆိုးသွားတာဖြစ်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပြသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောချနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါ 안 나온 지들 때문에.